မြန်မာနိုင်ငံအတွင်းသို့နေဆက်လမ်းကြောင်းများမှာတဆင့်တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား၄ဦးအားထပ်မံလွှဲပြောင်းပေးရခဲ့ကြောင်းသိရပါသည်တနင်္ဂနွေပါဝင်အိန္ဒိယနိုင်ငံအချို့ကိုတဆင့်ခါဖြတ်တန်းပြီးမြန်မာနိုင်ငံအတွင်းသို့နေဆက်လမ်းကြောင်းများမှတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြောက်ရီမြို့ရွှေကိုကိုမေထော်တလီနယ်ကြောက်ခတ်နယ်မြေများအတွင်အွန်လိုင်းလောင်းကစားမှုများအွန်လိုင်းလိလဲမှုများဒုစရိုက်မှုများကျူးလွန်ခဲ့ကြတဲ့ယူကနာနိုင်ငံသားတအူနိုင်ဂျီးရီးယားနိုင်ငံသားတအူကင်ညာနိုင်ငံသားတအူ မရကတ်ကနိုင်ငံသားတအူစုစုပေါင်း၄ဦးတို့အားဇူလိုင်လ၁ရက်နေ့မှာမြန်မာထိုင်းအမှတ်နှစ်ချစ်တရေတရားမှတဆင်သက်ဆိုင်ရာနိုင်ငံများသို့လူသားချင်းဆန္ဒထောက်ထားမှုနှင့်နိုင်ငံချင်းချင်းချစ်တရေနေမှုတို့ကိုရှေးရှုပြီးဥပဒေလုံထုံးလုံနည်းများနဲ့အညီထက်မှန်လွှဲပြောင်းပေးပါသည်။ 2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှဇူလိုင်လ1ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9180ဦးစစ်ဆေးဖို့ထုတ်ထိန်းသိမ်းနိုင်ခဲ့က၎င်းတို့အနက်မှ6989ဦးကိုတနိုင်ငံမှတဆင့်သက်ဆိုင်ရာနိုင်ငံများသို့ဥပဒေလိုထုံးလုံးနည်းများနဲ့အညီစနေတကျပြည်내လွှဲပြောင်းပေးခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား193ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီးဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရှိကြောင်းသိရပါသည်